အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြီးတက်တဲ့အောင်းလည်းမင်္ဂလာပါဆိုကျွန်တော်တို့အခုမနေ့ကအင်္ဂလန်ပရီးမီးယားလိပွဲတွေအပြီးပေါ့လေအင်္ဂလန်ပရီးမီးယားလိပွဲတွေအပြီးမှာ reality check ပေါ့လေ Arsenal ရဲ့ရာသီစား6ပွဲအပြီးမှာကျွန်တော်ပွဲစဉ်ခုနှစ်မှာပထမနေရာကိုတက်လာလိမ့်မယ်လို့ဘယ်သူမှ Arsenal ပိတ်သက်တွေမယုံကြည်ကြဘူးဒါပေမဲ့ကန်ဂျမာကကိုယ့်ဘက်မှာရှိတယ် ချက်စီကသူ့လို့သူ့လို့ပြီးတော့လီဗာပူးကိုနိုင်လိုက်တဲ့အချိန်ပဲလစ်ကလည်းသူ့ရဲ့မာကျောမှုနဲ့လီဗာပူးကိုနိုင်လိုက်တဲ့အချိန်မှာ back to back နှစ်ပွဲဆက်အာနီဆော့ရဲ့အသင်းကအမှတ်ရော့သွားတယ်ကျွန်တော်မှတ်မှတ်ရရပြီးခဲ့တဲ့ international break မှာအာစနယ်အသင်းကပထမ၅ပွဲမှာလီဗာပူးအသင်းနဲ့၅မှတ်တိတိကွာတယ်အဲတုန်းက၁၀မှတ်ပဲရတယ်ကျွန်တော်က၃ပွဲနိုင်တစ်ပွဲတည်တစ်ပွဲရှုံး အဲ့ဒီအချိန်မှာအခုဒုတိယ international break ကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာ၅ပွဲနိုင်တပွဲသေးတပွဲရှုံးနဲ့16မှတ်ရထားတယ်ဆိုတော့အခုကျွန်တော်၅မှတ်ဖြတ်ခံရတဲ့ Liverpool ကိုကံကောင်းစွာနဲ့ပဲကျွန်တော်6မှတ်အသာပြန်ရပြီးတော့တမတ်နဲ့အခုဇာတ်ထိပ်မှာဥဆောင်ထားတယ်ဆိုတော့ပြောချင်တဲ့အချက်ကဘာလဲဆိုတော့ပွဲချက်ကာလမှာခက်ခက်ခဲခဲဖြတ်တဲ့ Arsenal တို့ကဒီဒီချင်းဟာအကောင်းဆုံးအခွင့်အရေးပဲအခုဆိုရင် Opta မှာ Premier League Champion ဖြစ်ဖို့ရည်ပါးစားဆုံးက Arsenal ကိုတိုးပေးလိုက်ပြီ ခါ Champion League မှာလည်း Arsenal ကိုတူးပဲဒါပေမဲ့ Champion League ကကျွန်တော်ပုံမှန်ကြည့်နေတယ်ဘတ်365ဆိုရင် Paris Saint Germain နဲ့ Barcelona ကပူးတွဲ Arsenal ကနံပါတ်2ဆိုတော့ expectation က Arteta အတွက်အရန် pressure ဖြစ်လာတယ်ကျွန်တော်တို့အခု ugly win တွေ professional win တွေ job done win တွေဒါတွေကိုပဲတွေ့ရတယ်ဗျကျွန်တော်တို့ excellent football နဲ့တကယ်ပွဲကိုစိုးမှုပြီးတော့ပွဲကိုလူစိတ်ဝင်စားမှုအပြည့်နဲ့ attacking football နဲ့ကိုပြတ်နိုင်တဲ့ပွဲဆိုရှိတော့ရှိတယ်ရှားတယ် အဓိကပါလဲဆိုတော့ကျွန်တော်ထင်တော့အာထက်တာကသူလုံးဝအရှုံးမခံနိုင်ဘူးအရှုံးမခံတဲ့ကြောင့်ဥမာဝက်ဆန်နဲ့ပွဲဆိုကြည့်လိုက်နှစ်နှစ်ဆက်တိုက်သူတို့ကိုဒုက္ခပေးထားတာဒုက္ခပေးထားတဲ့အသင်းကိုကောင်းကောင်းအင်စာလုတ်ခဲ့ပြီးတော့နိုင်ပွဲပြန်ယူထားတယ်ဒီကနေ့လီဗာပူးကိုကျွန်တော်တို့ရှုံးတဲ့ပွဲဆိုရင်အမှန်တိုင်းပြောအိုက်ပွဲတီးပဲဒိုမီနစ်ဆပ်ပေါ်ဆိုင်ရဲ့ world class free kick ဝင်သွားတဲ့အချိန်မှာဘာမှမတတ်နိုင်ပဲနဲ့အဆုံးသတ်မှာရှုံးသွားတာဆိုအဲ့ဒါကိုကြည်ကြပြီးအာဆင်နယ်အသင်းရဲ့ခံစစ်ကလုံးဝကိုမပြအောင်ဥမာဟိုတနေ့ကဝင်းမှုတွေပြောတာဗောလေကျွန်တော် ပရီးမီးယားလိအသင်းတွေကိုတော်များကြည့်တဲ့အခါမှာဥပမာလီဗာပူးဆိုကျွန်တော်မကြိုက်ဘူးလေမန်ချက်စတာယူနိုက်တက်ပြည်သက်ဖြစ်တာရဲ့အေဗာတန်လူငယ်ကစားမှဖြစ်ခဲ့တာအတွက်ကြောင့်လီဗာပူးကိုသူလုံးဝမကြိုက်ဘူးကျွန်တော်မဖြစ်မနေရွေးရမယ်ဆိုအာဆင်နယ်ကိုသူရွေးချင်တယ်။ဘာကြောင့်လဲဆိုသူတို့မှာ strong defense ဖြစ်တယ်ခံစစ်အရန်ကျစ်လက်တယ်ဒီသင်းက average လူငယ်တွေနဲ့အတူတော်တော်လေးကို clear ရောက်နေတယ်ဒီသင်းစိတ်ပိုင်းဆိုင်ရာယုံကြည်မှုတော်တော်လေး strong ဖြစ်နေတဲ့အတွက်ကြောင့် champion သူတို့ဖြစ်နိုင်ကြီး ရှိတယ်ချန်ပီယံဖြစ်မဲ့ဆိုင်းတွေသူတို့မှာအပြည့်ရှိတယ်လို့ပြောထားတယ်ချန်ပီယံဖြစ်ဖို့ကလည်းကန်ညံဝရိယအားလုံးနဲ့သွားတိုက်ဆိုင်ဖို့ဒါပေမဲ့အခုလောလောဆယ်ကျွန်တော်ပြန်သွားကြည့်တဲ့ခါမှာဘာလဲဆိုတော့ဟုတ်တော့တယ်ဒီသင်းကတောင်းတဂိုးမပေးရအောင်ဗျာမန်စီးတီးကိုကျွန်တော် open play မှာတခိုးပေးရတယ်အာနီစရောနဲ့လီဗာပူးကို free kick ကနေ set piece ကနေဂိုးပေးလိုက်ရတယ်ဒါပဲရှိတာကျွန်တော်တို့ Olympia ကောနဲ့ပွဲမှာ clean sheet ရတယ်ပြီးတော့ဟိုတနေ့က Carabao Cup အဝေးကွင်းပွဲစဉ်မှာကျွန်တော်တို့ clean sheet ရတယ် ချန်ပီယံလိပွဲစဉ်နှစ်ပွဲလုံးလေးကျွန်တော်ကလင်ရှိရတယ်အခုနောက်ဆုံးပွဲပေါ့လေဝက်ဆန်ရဲ့ပွဲမှာကလင်ရှိရတယ်ရှေ့တစ်ပတ်ကတော့မန်စီးတီပေါ့လေဟိုးရှေ့တစ်ပတ်ကလည်းကျွန်တော်ကလင်ရှိရကလင်ရှိရကျွန်တော်ဇက်တိုက်ရတယ်အဲ့ခံစင်းနဲ့ကလင်ရှိကအသေးတော်တော်တော်အရေးပါတယ်ဗျဘာလို့ရေးပါလဲဆိုတော့တကယ်မိုးတဲ့ရေထဲမှာအာဆင်ကတိုက်စစ်ကတိုင်ပတ်နေပြီးဒုက္ခရောက်နေပြီးအဲ့ခံစစ်ကအရန်ကဲကဲကိုတယ်ကိုတက်တက်တွင်းသွားတယ်သူတို့မှာ quality တွေလည်းရှိတယ်ဆိုတော့အခုဒီဒီချင်း feature ရလေကိုတို့ favor ဖြစ်လာတဲ့အချိန်ကျွန်တော်ဥမာပြ F1 နဲ့ကျွန်တော်ကန်ရမယ် iPhone နဲ့ပြီးတာနဲ့ကျွန်တော်တို့ဇက်တိုက်အနေနဲ့ Crystal Palace ကိုထပ်ကန်ရမယ်ဆိုတော့ Fulham ကိုအဝေးကွင်းကျွန်တော်ပုံမှန်အမြဲတမ်းခတ်တဲ့အကွင်းပဲတပွဲရှုံးတပွဲတည်ကြထားတယ်နောက်ဆုံး recent history မှာဒါပေမဲ့ Fulham တပွဲရှိတယ်ပြီးရင် Crystal Palace ရှိမယ်ပြီးရင် Burnley ရှိမယ်အဲ့လိုပဲဗျာပွဲလို့ကြည့်တဲ့အခါမှာကျွန်တော်ဘာဖြစ်လဲဆိုတော့ဂျာတယ်မှာ Champions League ရှိတယ်ဒါပေမဲ့ပြန်ကြည့်တဲ့အချိန်မှာ Liverpool တို့ကပွဲကျက်ကာလာတွေရှင်ဆိုင်တဲ့အချိန်မှာ Arsenal တို့အခွင့်အရေးကောင်းမယ်ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချတဲ့ ကိုကရှေ့ကဥဆောင်နေပြီဥဆောင်နေပြီဥဆောင်နေပြီဆိုရင်ဘာပဲဖြစ်ဖြစ်ငါတို့ပြန်ကြလို့မရပါတော့ဘူးဆိုတဲ့အဲ့စိတ်ဓာတ်နဲ့အသေးအံအသေးအံနောက်ဆုံးကစားကြတာကိုကနောက်ကလိုက်လို့ဆိုရင်ငါတို့ပြီးတယ်ပြီးပါမှာမဟုတ်ပါဘူးကွာဆိုတဲ့ခံစားမှုမျိုးအခုကဖြောင်းမြင်ဒါလည်းကံကောင်းတာလည်းပါတာဗောလေလီဗာပူးလိုအသင်းမျိုး back to back 3ပွဲဆက်ပြိုင်ပွဲဆုံးမှာရှုံးနေပရီးမီယာလိမှာ2ပွဲဆက်ရှုံးနေဆိုတဲ့အခြေအနေကဘယ်လိုထင်ပါလဲဒါပေမဲ့လည်းကျွန်တော်ပြောချင်တာ တည်ငြိမ်လာတဲ့အခုခံစစ်ရဲ့တကယ်ကို work class အဆင့်ရှိတဲ့ safety ကိုကောင်းကောင်းလုပ်ပြရတဲ့ကိုယ်သမားလည်းရှိတယ်အဲ့ဒါကိုမှကျွန်တော်တို့ဆက်ကအဓိကလေလက်ရှိဒီတဲ့မှာ Martin Odi က injury ဖြစ်တော့မှာအခု Aberichi Ezzi က80ကိုကစားလို့ရတယ်နောက်တစ်ခုကဆက်ကမဖြစ်မနေရှိဖို့ဘာလို့ဆိုတော့တိတာတယ်ဗျ Nonny Matoe K နဲ့ဆက်ကနဲ့ကြားမှာ level တော်တော်ကွာတယ်ဆက်ကပုံလုံးရပြီဆိုရင်အထွေးကိုဘယ်ဘက်ချမ်းနေကက်အင်ဆိုင်လုပ်ပြီးတော့တွားမလားဟိုဘက်ပုံမှန်တိုင်း tradition ဘက်တွားမလားသူ့မှာမာယာမူယာအရန်များတယ် ကိုရနိုင်မဲ့ဖန်တီးမှုရောကိုရနိုင်မဲ့အခြေအနေတွေအားလုံးကိုသူ့မှာပိုင်ဆိုင်ထားတယ်အဲ့ moment ကိုသူ့မှာကောင်းကောင်းရှိတယ်ဂိမ်းကိုကောင်းကောင်းဖတ်တတ်တယ်တူးချင်းကြော်ဖြတ်မှုကအများကြီးကောင်းတယ် anonymous တွေနဲ့ပတ်သက်လို့ကျွန်တော်အားမရတဲ့ချက် unprotected အားနေဒါမဲ့ထားပါတော့ဒါအခုလက်ရှိဒီအသင်းတော်တော်လေးတည်ငြိမ်ကစားတဲ့အသင်းကို injury တွေကျွန်တော်မဖြစ်ဘူးပဲဆူတောင်းအောင်အဲ့ injury တွေမဖြစ်ဘူးဆိုရင်ဒီအသင်းက all the way ခွင့်ရရှိတယ်ဗျအခု champion league မှာ ်ဘက်ထရီစစ်ဖိုင်ယာဆိုရင်ဒုတိယ favorite ဒါပေမဲ့ opta power တခြားနေရာမှာဆိုရင် champion league မှာကျွန်တော်တို့ကို favorite ပေးထားတယ်တော်တော်များများတော့လက်မခံဘူးလीဒီကောင်ဘာဖလားမှမရဘဲနဲ့ဘယ်လိုလိုရေပန်းစားနေတာလဲဆိုအနေထားမျိုးအဲ့ဒါအပြင် premier league မှာလည်း liverpool ကိုကျော်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်တည်းကကျွန်တော်က favorite ဖြစ်နေအခုကနည်းတော့ကွာသွားပြီ30လောက်မှ17ချက်ပဲရပြီး liverpool က3ချက်ဖြစ်သွားပြီ man city က5ချက်ဆိုအဲ့ဒီချက်တွေကိုကြည့်ချင်ပြီဒီတစ်ချိန်အာထက်ထားထိတ်ကနေ pressure တွေမရှိအောင်လို့ဆက်ပြီးတော့ပြေးနိုင်မလားဘလို့ထင်တယ် ဒီသင်းကိုဒါ TRD မှာတော်တော်လေးလုံလောက်ပြီဒါပေမဲ့အခု in terms of style play နဲ့ attacking source ဘက်မှာတော့နည်းနည်းတော့အားနေနေသေးတယ်ဒီပြအနေနဲ့ Yorkress အသင်းတဲ့ကိုဝင်လာနိုင်မဲ့လမ်းကြောင်းတွေကိုသူခံတည်ရမှာဟိုတနေ့အဆိုရင်ဗာလဲအထေရပြောတယ် Yorkress ကိုသူဖတ်လိုက်တယ်ဗောလေဒါအသင်းအတွက်အတကုံကြိုးစားပြီးတဲ့အတွက်ဆိုတဲ့အချက်ဗောလေဆိုတော့ Arsenal အတွက်ဒီချိန်ဟာ right time ဖြစ်လာပြီလားအဝေးတော့လူသေးတယ်ဒါပေမဲ့ကျွန်တော်တို့ထိရောက်ပြီးပွဲချက်ကလည်းနောက်ထပ် လေးပွဲတော့ကျွန်တော်တို့ပွဲချောင်းတော့အဲ့ပွဲတွေကိုကျွန်တော်အမှတ်ပြည့်ယူရင်ဘာဖြစ်ဖြစ်အမှတ်ကွာဟာမှု distance ကိုနည်းနည်းထပ်ပြီးတော့ချက်ကားနိုင်တဲ့အခြေအနေမျိုးဆိုတော့ဒီ chain ဟာအာဆယ်တို့အခွင့်အရေးအကောင်းဆုံးဖြစ်လာဘလို့ထင်ကြလဲကိုမမဝင်အောင်မှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်